လာမယ့် final Rainier Durita နဲ့ Brandon Allen တို့ရဲ့ပွဲပွဲကြိုသုံးသက်ချက်လက်ရှိ Rainier က ranking number 4ပါ UFC ကိုနိုဝင်ဘာ2024ကမှစပြီးတော့ထိုးခဲ့ပင်မဲ့တနစ်မပြည့်ခင်မှာတွင် ranking number 4ဖြစ်လို့ဒီပွဲနိုင်ရင်လဲ champion လုဖို့ရာခိုင်နှုန်းကများနေပြီ ရိုင်းနီယာရဲ့ UFC လန်ကီးကရုန်းကန်ခဲ့ရတာတော့မှန်တယ်တပွဲမှာတော့လွယ်လွယ်ကူကူမနိုင်ခဲ့ဘူးဆိုပေမဲ့မဆိုးဘူးဖြောင်ပြိုးတယ်လို့ပြောလို့ရတယ်အမှန်ဆိုဒီပွဲအတွက်ရိုင်းနီယာနဲ့တည်ထားတာကအန်တိုနီဟန်နာဒက်စ်ပါလေ့ကျင့်ရင်လည်းပွဲကထွက်သွားလို့ဘရန်ဒန်အန်လန်ကနေပြီးတော့အစားဝင်ထိုးပေးတာပါဒီဘေးကလည်းခီကလီ FC ချင်းကပဲအလန်ရဲ့ပြောပုံအရဆိုရင်တော့ရိုင်းနီယာနဲ့သူနဲ့ကတိတ်ပြီးတော့တွဲပြီးတော့မလေးကျင့်ဘူးဘူးသူလဲသူ့လူနဲ့သူလေးကျင့်နေကိုလဲကိုလူနဲ့ကိုမှုတ်လို့တိတ်ပြီးတော့မပေါင်းမြစ်ဘူးလို့ ပြောထားပါတယ်အတိဘယ်ကတော့တယောက်ကြောင်းကိုတယောက်သိပြီးတော့မသိဘူးဆိုတဲ့အတိဘယ်ပါတိလေကွင်းနေရကိစ္စတွေကကွင်းနေရကိစ္စပဲမို့လို့ကွင်းနေရကိစ္စပုံစံပဲရှင်းရမှာပါ Brandon Allen က UFC မှာရှိတာကြာပြီ Ryanian နဲ့ရှင်းမယ်ဆိုတော်တော်လေးကိုကြွားတယ်2019 Dana White Corner City မှာတွေကစထိုးပြီးတော့ UFC ကိုစရောက်လာတဲ့လူပါ UFC မှာ18ပွဲထိုးထားပြီးတော့၄ပွဲပဲရှုံးထားတယ်အမအနည်းဆုံးဆော့ပြနိုင်ထားတဲ့သူ Way Round တက်ဖြစ်တဲ့သူ ငါမနဲ့ငါကြီးတက်လုံရှိတဲ့လူစမေးရှင်းနဲ့လည်းတပွဲပဲရှုံဘူးတဲ့သူပါအလန်ကအင်မာဖော့ကိုလည်းပြန်ပြီးတော့လုံးနိုင်တယ်အန်တိုနီဟန်နာဒက်စ်ကိုလည်းဝင်လုံးနိုင်တယ်ခရစ်ကာတစ်ကိုလည်း25မိနစ်လုံးအပြည့်ကိုရှင်ထိုးနိုင်တယ်မာဗင်ဗစ်တိုရီကိုလည်းကွဲပြန့်နေအောင်ပြင်းနိုင်တယ်မထင်မထင်သလိုလည်းချုံနိုင်ပြန်တယ် တဘွာလုံးမှာ14ပွဲတတိ submission နဲ့လည်းနိုင်မှုထားတယ်။အားနေချက်က striking ဘိုင်းကောင်းပေမဲ့အပြတ်မဖြတ်နိုင်ဘူး။လုံးနိုင်ပေမဲ့ pressure မပေးနိုင်ဘူး။ submission ဘိုင်းကိုလည်း rear naked choke တစ်ခုကိုပဲရတယ်။ဒါတွေကသူ့ရဲ့အားနေချက်တွေပါ။ Netherlands Lorsi ကတော့လူတိုင်းသိပြီးသားဆိုတော့ကျွန်တော်မပြောတော့ဘူးเนาะအဲ့တော့ဒီပွဲက ground အခြေပြုကစားသမား၂ယောက်တွေ့ကြမှာဖြစ်တယ်။နှပန်းသမား၂ယောက်တွေ့ရင်ဝင်မလုံးမဲနဲ့လည်းရှင်ထိုးတတ်ကြတယ်။ဒါပေမဲ့ Rainier ကကြတော့ပြောရခက်တယ် ဘသူဖြစ်ဖြစ်ဝင်လုံးတက်တဲ့ကောင်မို့လို့ခြေပြေးဆွဲမယ်ဆိုရင်လည်း तू ကပဲအရင်ခြေပြေးဆွဲလိမ့်မယ်အလန်ကတော့တတ်နိုင်တဲ့လောက်ခွာထိုးလိမ့်မယ်ရိုင်းနီယာကိုပြန်လုံးနိုင်လောက်ပြင်မယ်ရှင်ထိုးဖို့လမ်းစင်ကတော့သူ့တို့အကောင်းဆုံးလို့မြင်တယ်ဒါကြောင့် तू ရှင်ထိုးမဲ့လမ်းစဉ် striking ဘိုင်းဝင် तू ရွေးလိမ့်မယ်အာဒီယာကဘိုးနစ်ခဲကိုဒူးနဲ့အမောက်သိပ်ပြီးခဲတဲ့ကသူ့ရဲ့ဒူးဆွမ်းဆောင်ကြီးကကောင်းလာတယ်ဗျဒီဘက်မှာလည်းသူ့ရဲ့ဒူးကိုထပ်ပြီးတော့တုံးလိုက်မယ်။ striking ဘိုင်းနဲ့နိုင်ခဲ့မယ်ဆိုရင်ဒူးတိုက်ချက်နဲ့ပဲဖြစ်လိမ့်မယ်။လက်သီးဘိုင်းနဲ့နိုင်မယ်ဆိုရင်တော့အလန်ကပို့ပြီးတော့နိုင်နိုင်ချေမြင့်တယ်။ ground ဘိုင်းမှာပွဲပြက်ခဲ့မယ်ဆိုရင် ရီယာနီကဲချုပ်ဘိုင်းမှာက၂ယောက်စလုံးကဖြစ်နိုင်တယ်။အာဒီယာကအန်ထရိုင်ငယ်ချုံနဲ့လည်းနိုင်နိုင်ချေပို့ပြီးတော့ရှိတယ်။ ground ဘိုင်းမှာဆိုရင်တော့အာဒီယာနည်းနည်းလေးပို့ပြီးတော့မြင့်လိမ့်မယ်။ဒီဘွဲကရှေ့၃ကြီအတွင်းမှာမပြတ်ခဲ့ဘူးဆိုရင်အီပဲအီပဲလေးနဲ့အမှန်ဆုံးဖြတ်ကိုရောက်သွားမယ်ပွဲပါ။ဘာကြောင့်လဲဆိုရင်တော့၂ယောက်စလုံးကပွဲချိန်ကြာလာရင်စွမ်းဆောင်ရည်ကြတတ်တဲ့ရန်နီယာကလည်းရှေ့၃ကြီအတွင်းမှာမပြတ်ဘူးဆိုရင်သူ့ရဲ့ထုံးစံအတိုင်းအမှန်ဆုံးဖြတ်ကိုရောက်လေရောက်တာရှိပါတယ်။ပေါက်ကြီးမှာ Brandon Allen 2.773 Rainier derivative ကို1.45ပါ Rainier အထက်ကြီးပါပေါက်ကြီးကိုတော့လက်ခံပါတယ်ဒီတစ်ပတ်ပွဲကလည်းကနေဒါမှာလုံးမမို့လို့16ရက်နေ့မနက်2နာရီခွဲကနေစပြီးတော့လာမယ် Rainier တို့ပွဲကတော့မနက်9နာရီခွဲ8နာရီဝင်ကျင်လောက်ဖြစ်ပါလိမ့်မယ်ကျွန်တော်အေးအေးပြန်ပါပါလိုက်လွှဲပါပါနေရတာပါတဒါ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ